မင်္ဂလာပါနိုးပါပြီစောရှိသေးတယ်ဒီမှာကြည့်လာတာကြီးမကိုအစ်ဆန်နေတာပဲကျွန်တော်ကအခု digi house ဆိုတဲ့ကျွန်တော်ဒီလိုအင်လှလအလုံးလေးတွေစီစီရှိနေတယ်ကျွန်တော်ဒီလိုဘန်ဂလိုလေးတွေမှာကျွန်တော်တဲနေတယ်ဒီနေရာကလေတော်တော်လေးလက်အချက်ကြကြတယ်ကျွန်တော် review လေးတစ်ခုပေးဦးမယ်ဘလော့တော့အချက်ကြကြလဲဆိုတဲ့ခါကျကျွန်တော်မိဖို့မြန်ငွေရနေပြီးတော့မှဒီဘက်ကျွန်တော်ဒါဖေးလမ်းမကြီးပေါ့ ဲယထာတန်လမ်းမှာအဲ့တော့တက်တက်လေးတက်လာလိုက်တာ ਨੇ ကျွန်တော်ဒါဒီရင်လေးကိုရောက်တယ်အဲ့တော့ကျွန်တော်တောင်ကြီးမြို့နယ်လဲလုံးဝမဝေးတဲ့နေရာလေးတစ်ခုဖြစ်တယ်ပြီးတော့နောက်တစ်ခုကဒီလိုအနောက်မှာဟိုမှာများတွေ့လားမြင်ရတဲ့တအားလာတဲ့တောင်ကြီးမြို့တစ်မြို့လုံးရဲ့ view ကိုလဲဒီကျွန်တော်တို့ရဲ့ဒီ villa လေးရနေဒီ house ဒီလုံးချင်းလေးတွေရနေပြီးတော့မှာကျွန်တော်တွေ့မြင်ရတယ်ကျွန်တော်ကဒီနေ့ဒီလုံးချင်းလေးမှာကျွန်တော်တည်တယ်အင်းတည်းအင်းကိုကျွန်တော်ဒါ ဇင်းလုံးလေးလည်းတင့်နေပြီးတော့ facility လည်းကောင်းလေအမနဲ့ဆိုရင်ဒါကျွန်တော် breakfast တွေလည်းကြွေတယ်ညပိုင်းဆိုရင်ဒါကျွန်တော်တို့ဒီလိုလေးမမိဘပွဲတွေနဲ့လောက်ပြီးတော့မိသားစုတငယ်ချင်းတွေနဲ့အေးအေးဆေးဆေးအနားယူလို့ရတယ်ကျွန်တော်တို့ comment ပေးတယ်ကျွန်တော်တို့လိုတယောက်တည်းအေးအေးဆေးဆေးနေချင်တဲ့သူတွေလူပြူလူလွတ်တွေဆိုလည်းအကောက်အစင်ပြေတယ်ပြီးတော့တငယ်ချင်းတွေစုပြီးတော့ဒီမှာအိမ်လုံးချင်းလေးတွေနဲ့မှာနေပြီးတော့မှအေးအေးဆေးဆေးလေးဒီမှာ private sensor ကျွန်တော်တို့ လာပြီးတော့မှအနားယူလို့ရတယ် view ကိုကြည့်လိုက်အောင်ဟိုမှာတွေ့တာ view ဟွန်းရမ်းလာတာတောင်ကြီးမြို့တစ်မြို့လုံးရဲ့ view ကျွန်တော်လည်းပြင်ပြမယ်ဒီလိုပြဟိုကြည့်လိုက်တော်ကိုလာတဲ့ view ပြဒီလိုလှပတဲ့တောင်ကြီးမြို့တစ်မြို့လုံးရဲ့ view ကိုဒါကျွန်တော်တို့ခံစားရမယ့်အနေအထားတစ်ခုဖြစ်တယ်ပြီးတော့ကပကင်လဲကျဲတယ်တော်တော်မိုက်တယ် ပြီးတော့နောက်တစ်ခုကလေကျွန်တော်ဒီလို view ဒီ house လေးနဲ့အပြိုင်မှာဟိုးအနောက်ပါနေရဟောအဲ့ဒီနေရာမှာကျွန်တော်ကပေ40 60ချက်ကွက်တုကတ်ကိုကျွန်တော်ကတထောင်ဝင်းကျင်လေးနဲ့ပဲကျွန်တော်ရောင်းချပေးဦးမယ်အခု app project ကကျွန်တော်ဒါလုပ်ငန်းစဝင်နေပြီအဲ့တော့ကျွန်တော်ရဲ့ project ကို developer လေးကနေကျွန်တော်ကြည့်နေရုံပဲအဲ့တော့ developer ပုံစံအတိုင်းပဲကျွန်တော်တို့အဲ့ဒီနေရာမှာခံစားမဲ့ view ကလည်း အရန်မိုက်တယ်အဲ့တော့ပန်းဆိုင်မူကခိုင်ပါတယ်မြို့နယ်လည်းနေတယ်ပြီးတော့လက်မဆက်တွေလည်းအရန်ကောင်းတယ်အရန်ကိုအဆင်ပြေတဲ့နေရာလေးတနေရာတကယ်ကိုရှားပါတဲ့နေရာတနေရာမျိုးကျွန်တော်ကတော့ recommend ပေးလိုက်ချင်ပါတယ်ကဲကျွန်တော်ကတော့အခုတောင်ကြီးကိုရောက်ရှိနေတဲ့ပြင်းမှုတွေကဒေါက်တာဆုံးမဖြစ်ပါတယ်ခင်ဗျာကျွန်တော်မိတ်ဆွေများအားလုံး good morning Bye there.